လုံးမင်္ဂလာခင်ဗျမြန်မာငလင်တန်းသိပြည်သူတွေကိုကူညီတဲ့နေရာမှာအင်အားကြီးနိုင်ငံတွေထဲမှာပေါ့လေအမေရိကန်ကတော့လူတန်းမှုအ ਨੇ ဆုံးလို့ကျွန်တော်သိရှိရတယ်ဗျလက်ရှိထုတ်ပြန်တဲ့သတင်းချက်တလေအလက်တွေရပေါ့လေအမေရိကန်ကနေပြီးတော့မြန်မာငလင်တန်းသိပြည်သူတွေကိုကူညီဖို့အတွက်ထဲဝင်လူတန်းနဲ့ကူညီငွေဟာအမေရိကန်ဒေါ်လာနှစ်သန်းပဲရှိရလို့သိရှိရတယ်အင်အားကြီးနိုင်ငံတွေထဲမှာအများဆုံးလူထတာတော့တရုတ်နိုင်ငံဖြစ်တယ်ဗျအမေရိကန်ဒေါ်လာ73သန်း အကူအညီပေးပို့ထားပြီးပြီလို့တိုင်းကဖော်ပြထားပါတယ်ပြောရမယ်ဆိုရင် USAID ကိုအသုံးစိတ်တွေဖြတ်တောက်လိုက်တယ်ပေါ့လေသမတ်ဒေါ်နယ်ထရမ့်ရဲ့လိုရတဲ့ကြောင့်မြန်မာနိုင်ငံကိုအခုအရေးပေါ်ငလျင်ကြီးဖြစ်လာတဲ့အချိန်မှာအမေရိကန်ဘက်ကကူညီထောက်ပံ့မှုတွေကိုထိထိရောက်မလုပ်နိုင်တော့ဘူးလို့ကျွန်တော်တို့တိုင်းနေကြားသိရပါတယ် USAID ရဲ့လုပ်ငန်းစဉ်တွေရပ်ဆိုင်သွားတဲ့အတွက်ဒီကူညီဖို့ကယ်ဆယ်ရေးလုပ်သားတွေကယ်ဆယ်ရေးဝန်ထမ်းတွေ လွတ်ပေးတဲ့အချိန်မှာလည်းအရန်ကိုနောက်ကျနေတာရှိတယ်လို့ကျွန်တော်သတင်းကြားသိရပါတယ်။လက်ရှိမှာတော့တရုတ်ကအမေရိကန်ဒေါ်လာ73တန်းအပြင်ကယ်ဆယ်ရေးအဖွဲ့တွေပါလွတ်ပြီးတော့နဝငလျင်ကိုထိထိရောက်ကူညီပံ့ပိုးပေးနေတာတွေ့ရတယ်ပေါ့လေ။ဩစတြေးလျဆိုရင်နဝငလျင်တန်းသိပြည်သူတွေကူညီဖို့အတွက်အမေရိကန်ဒေါ်လာ5တန်းပေးထားတယ်။နောက်ပြီးတော့ယူရိုပေါ့လေဥရောပနိုင်ငံတွေကတော့စုစုပေါင်းအမေရိကန်ဒေါ်လာ 17တန်းနဲ့13တန်းဝန်းကျင်ကြပေးမယ်လို့ကျွန်တော်ကြားသိရတယ်ဗျ။ဒါကြောင့်အင်အားကြီးနိုင်ငံတွေထဲမှာမြန်မာငွေတင်ကိုကူညီငွေပေးအပ်မှုအနည်းဆုံးကတော့အမေရိကန်ဖြစ်ပါတယ်။အမေရိကန်ဟာပြောမယ်ဆိုရင်ယူကရိန်းကိုသူတို့ထောက်ပံ့နေတဲ့ငွေရဲ့အစွန်အဖျားလောက်တော့မရှိတဲ့ပမာဏကိုပေးတာပေါ့လေ။အစုံဖျားတော်ပြောခတ်ပါတယ်တကယ်ကိုအသေးသောအရေးအတွက်ကလေးကိုပေးတာဗျမြမငလေးတန်ပြည်သူတွေကိုကယ်ဖို့တွေ့ ဲ့တော့လက်ရှိမှာမြန်မာငွေတရားသင်းပြည်သူတွေကအစားတော့တော်ခက်ခဲနေတယ်။နောက်တော့သုံးရခက်ခဲနေပါတယ်။စေဝါခက်ခဲပါတယ်။တရင်မရသေးတဲ့နေရာတွေအများကြီးရှိပါတယ်ဗျ။ဟိုဇဂိုင်းတို့ဘက်တွေအမရပူရာတို့ဘက်တွေနောက်ပြောရမယ်ဆိုရင်ဗျာဒီယမီဇင်းဘက်မှာဆိုရင်တီကုန်းလိုနေရာမျိုးတွေကတရင်တွေကိုကျွန်တော်တို့အတိအကျမရတော့အဲ့ဘက်ကလူတွေဆိုရင်လည်းအကူအညီတွေလိုအပ်နေတယ်လို့ online ပေါ်မှာတင်တာတွေကျွန်တော်တွေ့ရတယ်နေပြီးတော့မှဆိုရင်လဲလေဝေးလိုနေရာတွေတာဝတ်တီလိုနေရာတွေကအကူအညီတောင်းခံတာတွေကျွန်တော်မြင်တွေ့နေရတယ်ဗျမြန်မာငွေတန်သိပြည်သူအားလုံးအခက်အခဲတွေကိုအကောင်းဆုံးကျော်လွှားဖြတ်သန်းနိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်လက်ရှိမှာတော့ American ဟာမြန်မာငလင်တန်သိပြည်သူတွေကိုအကူအညီမှုအနည်းဆုံးဆိုတာနဲ့တရုတ်ကတော့အများဆုံးဖြစ်နေဆိုတာကိုပြည်သက်တွေသိရှိရအောင်ပြောပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ issue အပြင်ပြည်သက်အားလုံးကိုအထူးပဲ 继续练习吧，对、嗯、吧？嗯